ူချင်းမလို့ခင်ဗျာဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းရင်ကျွန်တော်တို့ဟာတတ္တိဗျက်တိဆိုတာအရေးကြီးတယ်တတ္တိဆိုတာလုံရဲကံရဲတာဖြစ်တယ်ဗျက်တိဆိုတာပြောရဲဆိုရဲတာဖြစ်တယ်တပင်ရေးမောက်ဆိုရေးရှိကဆိုအပ်စွာကြီးအဲ့တော့ကျွန်တော်တို့ဒါနဲ့ပတ်သက်ရင်ကျွန်တော်မြန်မာအရာစုံမှာအလွန်ထင်ရှားတဲ့တခိုးကြီးတဦးရှိတယ်သူ့နာမည်ကတခိုးကြီးငတပြားလို့ခေါ်တယ်သူကအလွန်ဆန်းဆောင်ရင်မြင်ပါတယ် performance မြင်တယ်တခိုးကြီးတဦးဖြစ်တယ် တော့ငတပြားဟာဘလောက်ထိဆွမ်းဆောင်ရင်မြင်ပါလဲဆိုတော့သူဘယ်သူမှဖမ်းလို့မရဘူးပြီးတော့ तू ကဝိသမလောဘဒါတွေဝိသမလောဘနဲ့ချမ်းသာတာတွေသူတွေစီကခိုးပြီးတော့မှ तू မရှိစင်းရဲတာတွေကိုပြန်ဝေပေးတာဖြစ်တဲ့တဲ့ तू လူချစ်လူခံနဲ့များတယ်ပေါ့လေသို့တော်လည်းခိုးတယ်ဆိုတာကတော့ကျွန်တော်တို့တရားဝရဗုဒ္ဓဘာသာမှာကျွန်တော်ခိုးတာတော့မြည်သည့်အကြောင်းနဲ့မှခိုးတာတော့ခွင့်မပြုထားဘူးပေါ့ဒါပေမဲ့ तू ဘယ်သူမှဖမ်းလို့မရဒါပေမဲ့အဲ့ဒီကစ်က အင်းဝအင်းဝကိုတီထောင်တဲ့သရိုးမင်းဖျားဆိုတာလေနေနေရရဘရင်မဟုတ်သူကလည်းစွမ်းဆောင်ရင်မြင်မာတဲ့ဘရင်ဖြစ်တယ်အသရိုးမင်းဖျားကိုယ်တိုင်ငတပြားကိုစင်ဖန်အသရိုးမင်းဖျားစွမ်းဆောင်ရင်မြင်မာတယ်လို့ကျွန်တော်ကတော့သုံးသက်တာပေါ့စီမံခန့်ခွဲမှုလည်းကောင်းတဲ့ဘရင်တစ်ပါးဖြစ်တယ်ဒါကြောင့်အင်းဝကိုတီထောင်သူ့အကြောင်းကို A1 ဆရာညာက ရွှေအင်းဝဆိုတဲ့တခြင်းမှာအခုလိုဆက်ဆိုထားတယ်အေယာဝရီစမုံဒုထဝရီဇောကြီးပန်းလောင်၆မြင့်၅လီ ်ပေါင်းလို့ဆုံးရသည်တန်လျက်စုံမော်ရင်အင်းလေးအင်းကိုဖို့၍မြို့တီသူတို့ဖျားရာဇာဘရင်စိုးစံသည်မကောင်းတဲ့ရန်ဝေးအောင်စောင်းရှောက်နေနေမည်အိုးဥဇနာမင်းယုတ်တုတ်တင်ပြန်ပါသည်သောအုံမမဟေတိဒေဝီမြောက်လိုကောက်တင်စံစားဗလာဗလာဗလာပေါ့ဗျာမရတော့ဟူဆက်ပြီးတော့ဆိုတော့ ဒီတခြင်းတစ်ပုတ်ထဲမှာအင်းဝတမန်ရအကုန်ပါတယ်အဲသူတို့ကျွန်တော်တို့မြန်မာတခြင်းတွေကအဲ့လိုအနှိမ့်သာရပြေးွားအဲဒီတခြင်းတစ်ပုတ်နားထောင်လိုက်တာနဲ့စာအုပ်များစွာဖတ်တာနဲ့ညီတန်လျက်ဆုံးပေါ်ရင်အင်းကြီးလေးအင်းကိုအင်းဝဖို့ပြီးတော့မြို့တည်ထားတယ်အေယဝရီစမုံဒုထဝရီဇောကြီးပန်းလောင်ချောင်းကြီးမြစ်ကြီး၅ခုစုံတဲ့နေရာမှာတည်ထားတယ်တဲ့ဥဇနာဆိုတဲ့မင်းရုပ်ကိုတုတ်တင်ပြီးတော့သရုံးမင်းဖျားနန်းတက်လာတယ်သူ့ရဲ့မိဖုရားကြီးနာမည်တော်ပါသေးတဲ့စောအုံမှာဟောအကုန်ပါတယ်တွေ့လား ဲ့တော့သရိုမင်းဖြားဒီမြန်မြန်ပြောရမယ်ဆိုတော့ဆွမ်းဆောင်ရင်မြင်ပါတဲ့အတွက်ငတပြားကိုမိပါလေရောမိတဲ့အခါမြန်မြန်ပြောရရင်ဖန်းတာတွေတော့မပြောတော့ဘူးမိတဲ့အခါမှာညီလာခံမှာစီးရင်ဟေးငတပြားမောင်မင်းကိုနောက်ဆုံးအနေနဲ့ရွေးချယ်ခွင့်တစ်ခုပေးမယ်မင်းကိုဓာတ်နဲ့ထိုးတတ်တာကိုကြိုက်လားလှန်နဲ့ခုတ်တတ် sorry ဓာတ်နဲ့ခုတ်တတ်တာကိုကြိုက်လားလှန်နဲ့ထိုးတတ်တာကိုကြိုက်လားလူချင်းမင်းတို့ဓာတ်နဲ့ခုတ်တတ်တာကြိုက်လားလှန်နဲ့ခုတ်လှန်နဲ့ထိုးတတ်တာကြိုက်လားတစ်ခုရွေးပါဦး comment မှာရေးပါဦး အတပြအရှင်မင်းတရာကြီးဖြစ်ရကျွန်တော်မျိုးကြီးတကယ်ကြိုက်တာကိုပြောရမှာလားဟုတ်တယ်မောင်မျိုးနောက်ဆုံးအနေနဲ့အခွင့်အရေးပေးတာအဲ့တော့ငါတပြဆောက်တယ်မှန်ပါအရှင်မင်းတရာကြီးဖြစ်ရကျွန်တော်မျိုးကြီးဓာတ်ကိုလည်းမကြိုက်ပါဖေဟာလှံကိုလည်းမကြိုက်ပါဖေဟာကျွန်တော်မျိုးကြီးတကယ်ကြိုက်တာကတော့ဟိုဘက်ဘေးနားမှာထိုင်နေတဲ့အရှင်မင်းဘုရားကြီးစောအုံမာကိုကြိုက်ကြောင်းပါဖေဟာစောအုံမာကိုကြိုက်ကြောင်းပါဖေဟာတို့မင်းဖေဟာလှံသွားလူတော်တော်များတို့တေကန်နီးဆိုကျွန်တော်မတက်ပါနဲ့မတက်ပါနဲ့တောင်းပန်တာငါတပြကသူ့ မကြောက်တဲ့ပြင်သူမိဖုရားကိုတောင်းတောင်းတယ်မရအထိဓာကြည့်လေကျွန်တော်တို့ကမြန်မာတွေကဒါပေမဲ့သရိုးမင်းဖျားသည်ငတပြားရဲ့မနောငတပြားကသရိုးမင်းဖျားကိုစိတ်သက်စစ်စင်လို့တာမင်းငါ့ကိုတတ်မယ်ဒါမင်းကငါ့ကိုတတ်မယ်အချိန်ကြီးတော့မင်းကိုမကြောက်ဘူးဆိုတဲ့သဘောပြတာဖြစ်တယ်သရိုးမင်းဖျားသည်ငတပြားရဲ့ဆွမ်းဆောင်ရင်တွေ့တယ်ဆွမ်းဆောင်ရင်မြန်မာတွေသူတယောက်ဖြစ်တယ်သို့တော့လူတော်ဒါပေမဲ့ခိုးတာဖြစ်တဲ့တည်းဘလို့နည်းနဲ့မှကျွန်တော်တို့ကခိုးတာတော့မြန်မာလူဖွဲ့စီကခွင့်မပြုတဲ့အတွက်လူကောင်းတော့မဟုတ် အဲ့တော့ဒီလူတော်လူကောင်းမဟုတ်တဲ့သူလူတော်လူကောင်းဖြစ်အောင်ဖန်တီးနိုင်မယ်ဆိုနိုင်ငံအတွက်အကျိုးရှိမယ်ဆိုရင်သတို့မင်းပြငါတပြောင်မတတ်တော့ဘဲနဲ့ယာရုပေးတယ်ခမရအဲ့ဒီယာရုကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဘာယာရုပေးတယ်လို့ထင်လဲကောမတ်မှာရေးကြည့်ပါဦးဘန်ဒါဇိုးဖြစ်ပါတယ်ဟဲ့လားအဲ့ဒီနောက်ပိုင်းမှာကျွန်တော်ညမယာဇဝင်မှာစကားတစ်ခုပေါ်လာတခိုးကိုဘန်ဒါဇိုးခန့်တယ်အဲ့တော့ဘန်ဒါတိုက်ကိုစောင့်ရတယ်အတော်ဆုံးတခိုးယူဘန်ဒါတိုက်ကိုစောင့်ခိုင်းတော့ဗျာဒီဘန်ဒါတိုက်လုံုံသွားပြီပေါ့ဘယ်တခိုးမှခိုးလို့မရတော့ဒီတခိုးကခိုးနီးပေါင်းဆောင်သူကတိတာအောင်ငါတပြားတော့ ြည့်ရတာသတို့မင်းပြကအိတ်ချလဲတော်ပုံရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့တွေကဘဝမှာကျွန်တော်တို့ကတတ္တိပြတ္တိနှမျိုးရှိဖို့လိုတယ်လုံရဲကိုင်ရင်ုံနဲ့မကအောင်စကားစွမ်းရင်ရှိဖို့လဲပြောတင့်တဲ့နေရာမှာပြောတင့်တဲ့စကားလုံးကိုပြောတင့်ပြောထိုက်တဲ့သူတွေကိုပြောဆိုနိုင်တဲ့စကားစွမ်းရင်လည်းရှိဖို့လိုအပ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ကျွန်တော်စာအုပ်လက်ဆောင်မပေးတာလည်းကြာပြီဖြစ်တဲ့အတွက်ဒီ season မှာကျွန်တော်စာအုပ်လက်ဆောင်၅အုပ်ပေးဦးမှာဖြစ်တယ်။အဲ့တော့ဒီ season မှာပါဝင်ခြင်းကျွန်တော် ဒီဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်မျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရင်ထားပြီးအဲ့ထက်ငါးဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အောင်မြင်ခြင်းလက်ဆောင်လူငယ်မန်နေဂျာလက်ဆွဲမြန်မာနီးမြမဟန် marketing အမှုပညာမြောက်စွာဟောပြောခြင်းနဲ့မြန်မာနီးမြမဟန်ဖြင့်အောင်မြင်ခြင်းစာအုပ်ငါးဦးကိုတယောက်ကိုတအုံလုံးနဲ့ကိုမောင်မောင်ရရဆိုကိုမောင်ဖတ်ဖို့ဆိုပြီးတော့အိမ်တိုင်ရရောက်ကျွန်တော်အမှတ်တရလက်မှတ်နဲ့တူဖေးဖို့ပေးဦးမှာဖြစ်ပါတယ်လို့တည်င်းကောင်းပါလို့ပါတယ် တော့တင်တဲ့တက်ချင်တဲ့သူတွေကကျွန်တော်တလောက်တင်တဲ့တစ်မျိုးပဲဖွင့်နေအခု April လထဲမှာတော့တင်တဲ့ဖွင့်မဲ့ရက်ကိုရွှေ့လိုက်တာဖြစ်တဲ့အတွက်ကျွန်တော် May လထဲရောက်မှတင်တဲ့အသစ်ရှိမှာဖြစ်တယ်အဲ့ဒါကတော့စကားစွန့်ရည်တင်တဲ့ဖြစ်တယ်ကျွန်တော်ရလူကြိုက်များတဲ့တင်တဲ့ဖြစ်တယ် Business Presentations Master Class ဖြစ်တယ်မိမိတို့ရဲ့စကားစွန့်ရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတိစောက်ခြင်းနဲ့လူကြီးလူငယ်မျိုးတို့မဆိုတက်နိုင်တဲ့ online တင်တဲ့ဒီအခုလာမယ်ကျွန်တော်တို့9လပိုင်း6ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်။ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ရမဆိုတက်နိုင်တယ်။ ်တင်မဲ့ပုံစံကတော့တလတ်တက်ရမယ်နေ့စဉ် record တဲ့ video တွေကို Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်ခဲတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမယ်အဲ့ဒါကတလတ်တိတိတက်ရမှာဖြစ်တယ်တလတ်ပြီးသွားတဲ့အတိုင်းနောက်6လတနည်းလောက်ထိ group ကိုမဖြတ်ပေးထားတာပြီးမှဖြစ်တယ်အထက်ထက်ပြန်ကြည့်နိုင်တယ် ျွန်တော်တို့ live lecture ကိုအပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live လင်းတင်ကြမှာဖြစ်တဲ့အတွက်မိကုန်းနေကျွန်တော်တအူးချင်းတွေ့ပြီးစိတ်ကြိုက်မိနိုင်တာဖြစ်တဲ့အတွက်တင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ် live တက်ဖြစ်ရင်လည်း recorder ကို group ထဲမှာတင်ထားပေးမယ်တင်တန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမယ်အပြင်လူတွေတင်တန်းကတော့ကျွန်တော်တို့အခုလာမယ်မေလ10ရက်နေ့နဲ့17ရက်နေ့စနေတွင်းနေ့ရက်မှာမနက်စင်နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင် center 3လာမှာရှိတဲ့ emerald တင်တန်းကျောင်းမှာနှစ်ရက်အချိန်ပြည့်တွေ့ပြီးတော့တက်ရမှာဖြစ်တယ်ကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာအဲ့တော့ online မဲ့တက်ချင်တက်ချင်အပြင်မဲ့တက် က်ချင်တက်ချင် message ပါဆင်းပေးရပြပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်လိုအပ်တဲ့အချက်လက်တွေပြန်ပို့ပေးပါမယ်အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို20% discount ဆက်ပေးထားပါတယ်မြန်မာနှစ်သစ်မှာဇကားစွမ်းရည်ကိုမြင့်တင်အောင်မြင်ခြင်းတဲ့သူတိုင်းနဲ့ဇကားစွမ်းရည်တန်တဲ့မှာတွေ့ကြပါမယ် we must walk together we must build our nation